အပိုင်း129ရဲ့အဆောင်မှာတော့ချေဖုံကလူဖီကိုမမရဲ့အမေမာသာကမဲရဲ့ဓာတ်ပုံကိုဖျက်ဆီးပစ်တာကိုလွယ်ကူရဲလို့လို့ထင်နေရလားဆိုပြီးမေးနေခဲ့တာပါလူဖီကတော့သူ့အနေနဲ့ဒီနေရာထိရောက်လာခဲ့တဲ့အကြောင်းပြချက်ကအခုလိုမျိုးတောက်ချမ်းကြီးတွေလှုပ်ပြဖို့အတွက်ပဲလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီအချိန်ချောပါနဲ့ကေရောကဒါဆိုရင်မင်းမထူးခြားတဲ့စီစဉ်နေရှိနေသေးတာလားဆိုပြီးထားမင်းနေခဲ့တာကြောင့်လူဖီကအခုချိန်မှာပြောပြလိုက်ရင်ရင်ခုန်စရာမကောင်းတော့ဘူးလို့ဆိုပါရီ အဲဒီနောက်မှာတော့ BG ကအခုလိုမျိုးယုံကြည်မှုတွေပြည့်နေတဲ့ Luffy ကိုသဘောချသွားပြီလို့ပြောလိုက်ရင်ဒါဝင်တွေအားလုံးကိုလွှဲအပ်လိုက်ပြီလို့အမိန်ပေးလိုက်ပါရီဒီလိုနဲ့ BG ကဘယ်အချိန်မှာဓာတ်ပုံကိုရိုက်ချိုးရမလဲဆိုတာသိရလားလို့ Luffy ကိုမေးပါရီဒါကိုကြားတော့ Luffy ကစန်ကြီးနဲ့ပူတင်နန်းတဲ့အချိန်မှလာလို့ပြန်ဖြေလိုက်ပါရီစန်ကြီးကသူ့အနေနဲ့ပူတင်ကိုအနမ်းပေးမဲ့ကိစ္စကိုမလုပ်ချင်ကြောင်းညင်းဆိုလိုက်ပြီးဘရုတ်ကတကယ်လို့သာအနမ်းပေးလိုက်မိမယ်ဆိုရင်တန်းတန်းနဲ့ပြစ်ခံရတဲ့အခြေအနေကိုချက်ချင်းရောက်ရှိသွားနိုင်တယ်လို့ဝင်ပြောခဲ့ပါရီ ။စန်ကြီးကဘလိုပဲဖြစ်ဖြစ်ပူတင်ရဲ့ပြစ်ချက်ကိုရှောင်တိန်လိုက်မှာဖြစ်တာကြောင့်အဲ့ဒီတနက်ပြစ်တံကိုအချက်ပေးတဲ့အဖြစ်အသုံးချလိုက်ကြလို့အလုံးကိုမှားနေကြတာပါ။စကားဆုံးမှာတော့ဘီဂျီကပင်မမှုကိုတိုက်ခိုက်မဲ့အစီအစဉ်တိုင်းကိုအစီအစဉ်တိုင်းမှာသတိထားလို့ဆောင်ဖို့အတွက်သူကမှာကြားနေခဲ့ပါလိမ့်။နောက်ဆုံးအပိသက်လုပ်ငန်းစဉ်ကိုတော့သူ့အဖွဲ့သားတွေအားလုံးကအကောင်းဆုံးကင်တွယ်ပေးသွားမယ်လို့လည်းပြောပါလိမ့်။အဲ့ဒီယာရီအလုံးအတွက်လိုအပ်မဲ့အချိန်ဆက်ဆက်ကန့်လောက်တာဖြစ်ပြီးအဲ့ဒီထပ်ပို့ပြီးအချိန်ဆွဲနေမယ်ဆိုရင်တော့ကိုသီရင်းကိုဒူးသလိုဖြစ်သွားလိမ့်မယ်လို့သတိပေးလိုက်ပါရစေ။တကယ်လို့အဲ့ဒီ၃ဆက်ကအတွင်းသာ ပင်မောင်းကိုအဆုံးမသတ်နိုင်နိုင်ဘူးဆိုရင်ဘေးနားမှာစောင့်ကြနေတဲ့ဆွေဂျန်နရယ်တွေနဲ့အထက်ပိုင်းလူကြီးတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုလည်းခံရလိမ့်မယ်လို့သူကရှင်းပြပါရယ်။အဲ့ဒီအချိန်မှာဂျင်မီကလုံခြံတပ်ဖြတ်ရေးအစီအစဉ်ဒီအားလုံးပြီးစီးတဲ့အခါပြန်ထွက်ဖို့အတွက်ဘသူကတာဝန်ယူပေးမှလဲလို့မေးတော့ဘီဂျီကဟိုကောင်စောက်တော်သားစီစာရောက်လာပြီးအကောင်လုံးကိုအကူအညီပေးလိုက်မယ်လို့ဆိုပါရယ်။စီစာကသူ့အနေနဲ့ Brilliant Swan ကိုအသုံးချပြီးအားလုံးကိုအပြစ်မဲ့ရအောင်ပို့ဆောင်ပေးမှဖြစ်တာကြောင့်စိတ်မပူနဲ့လို့ပြောလိုက်ပါတယ်။ ဘီဂျီကဘယ်လိုပဲဖြစ်ဖြစ်ဘင်မောင်မှုကိုအဆုံးသတ်ပြရနဲ့ပါတီဘွဲကနေအမြန်ဆုံးထွက်ပြေးဖို့လိုအပ်တာကြောင့်ဒီမိုရီအားလုံးကိုမှန်ကဘာနဲ့ချိတ်ဆက်နိုင်တဲ့အရွယ်စားရှိတဲ့မှန်တဲ့ချက်ပြုလုပ်ဖို့အတွက်လိုအပ်ကြောင်းကိုလည်းသူကပြောလိုက်ပါတယ်။ဒါကိုကြားတော့ဂျင်ဘီကလုပ်ငန်းစဉ်ဒီအားလုံးကလွယ်တရာရောင်ရှိပေမဲ့တခြားကလေးမှလိုက်တာနဲ့အကုန်လုံးရေစုံမျောသွားမှာဖြစ်တာကြောင့်ဒစင်ချင်းစီကိုတတိထားဖို့အားလုံးကိုမှာနေခဲ့ပါတယ်။အဲ့ဒီအချိန် BG ကဘင်မောင်းနဲ့ပတ်သက်တဲ့အရှုပ်ထုတ်တွေအားလုံးကိုရှင်းပြတာနဲ့နောက်ဖက်စလုံးရဲ့မဟာမိတ်စာချုပ်ကအလိုလိုပြီးဆုံးသွားမှာဖြစ်ပြီး ဒါရီအားလုံးကိုသဘောတူရဲဆိုရင်အစည်းအဝေးကိုမျက်မျက်အကောင့်ထဲပေါ်လိုက်ကြရအောင်လို့တတိပေးလိုက်ပါရီစံကြီးကတော့သူ့အနေနဲ့သရိုးသားနေရာကဆက်လက်ဟန်ဆောင်ရမှာဖြစ်ပြီးအခန်းကိုပြန်သွားဖို့အတွက်လိုအပ်တယ်လို့ပြောနေပါရီနောက်တစ်ခါမှာတော့မြို့ထဲမှာလဲကြသေးဆုံးနေတဲ့ဘော်ဘီယန်လောင်းကိုမွန်ဒိုရုအုပ်စုကတွေ့လိုက်ရတာကြောင့်အရန်ကိုပောက်ကွဲနေကြပါရီမွန်ဒိုကဒီကိစ္စကိုအားလုံးကို လူဖီကလုပ်တယ်လို့ထင်ခဲ့ပြီးဒါပေမဲ့အကိုဖြစ်သူအော်ပရာရဲ့စကားအရဆိုရင်လူဖီနဲ့နာမီတို့ကမီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်တာကြောင့်ဒီယူဆချက်ကလည်းမဖြစ်နိုင်ဘူးလို့ပြန်လည်သုံးသပ်နေပါရီ အဲ့ဒီအချိန်တည်းသားတယောက်ကဘင်းစမုတ် family ရဲ့သရိုသားလောင်းစံကြီးကိုညသကောင်အချိန်တုန်းကမြို့ပြင်မှာတွေ့လိုက်ရတယ်ဆိုပြီးသတင်းရရှိခဲ့ကြောင်းပြောပါရီအဲ့ဒီနောက်မှာတော့သူတို့အားလုံးကစံကြီးတဲခေါ်ရာအဆောင်ရှိကိုရောက်ရှိလာခဲ့ပြီးအဆောင်တွေကိုမေးမြန်းနေခဲ့ပါရီဒါပေမဲ့အဆောင်ဖြစ်သူရဲ့စကားကလည်းတောရောက်တောင်ရောက်တွေဖြစ်နေခဲ့တာကြောင့်တကားကိုတွန်းဖွင့်ပြီးအထဲကိုဝေမှုအတွက်ဆုံးဖြတ်လိုက်ပါရီအဲ့ဒီအချိန်အဆောင်ကလည်းသူအိပ်ပျော်နေတော့စံကြီးပြောက်ဆုံးသွားတဲ့ကိစ္စကိုသာမမသိသွားမယ်ဆိုရင်ဘဝတစ်ခုလုံးစမုံတုံးသွားမယ်ဆိုပြီးပြရာခန့်နေပါရီ ဒါပေမဲ့အခန်းတကားကိုဖွင့်လိုက်ချိန်မှာတော့စံကြီးတယောက်ပြန်လဲရောက်ရှိနေခဲ့ပြီးမွန်တော်ကလည်းစောစောစီစီသူ့ကိုမနှောက်ရှက်နဲ့ဆိုတဲ့တုံ့ပြန်မှုကိုရရှိလိုက်တာကြောင့်မွန်တော်တယောက်အံ့ဩသွားခဲ့ပါတယ်တစားတည်းမှာပဲမွန်တော်ကသူ့အနေနဲ့ဒီကိစ္စတွေအလုံးကိုအတီးပြုဖို့အတွက်လိုအပ်နေသေးတာကြောင့်အဆောင်တပ်သားတွေကိုအခန်းဝါးကနေလမ်းအောင်ခေါ်လိုက်ပါတယ်။အဆောင်ဖြစ်သူကလည်းစံကြီးတစ်ချိန်လုံးအခန်းထဲမှာရှိနေခဲ့တဲ့ဆိုတဲ့အဖြေကိုသာပေးခဲ့တာကြောင့်မွန်တော်လည်းမခံမရနိုင်အောင်ဖြစ်သွားခဲ့ပြီးလူဖီသေးပြီးဆိုတဲ့ကောလာဟလာတစ်ခုကိုဖန်တီးလိုက်ပါတယ်။ဒါပေမဲ့သူထင်မှတ်ထားသလိုမျိုးစံကြီးတယောက်မတုံ့လောက်သွားပဲ ဂျရမန်နိုင်ငံရဲ့မင်းသားတယောက်အနေနဲ့ဒီကိစ္စကိုစိတ်ဝင်စားဘူးလို့တုံ့ပြန်ခဲ့ပြီးမင်္ဂလာပွဲပြင်ဆင်မှုအတွက်တခုခုနောက်ကျခဲ့ရင်မင်းကြောင့်မယ်လို့ခြိမ်းခြောက်လိုက်ပါတယ်တကယ်တော့မွန်နော်ကတကားခေါက်နေတဲ့အချိန်မှာပဲစံကြီးကရုတ်တရက်ပြန်ရောက်ရှိလာခဲ့ပြီးအဆောင်ဖြစ်သူကိုလည်းသူတင်ထားတဲ့အတိုင်းပြောရမယ်ဆိုပြီးအားလုံးအဆင်ပြေသွားမယ်ဆိုပြီးလည်းစီရင်ထားခဲ့တာပါအဲဒီနောက်မှာတော့အဆောင်ဖြစ်သူကစံကြီးကိုတညာလုံးပဲသွားနေမှလေလို့မင်းနေခဲ့ပါတယ်စံကြီးကသူပြောခဲ့တဲ့အတိုင်းနောက်တစ်ခါထပ်မင်းနေမယ်ဆိုရင်မင်းရဲ့ဖင်ကိုကံပြစ်တော့မှာဆိုပြီးလည်းပြောလိုက်ပါတယ် နောက်တစ်ခါမှတော့မြို့သူမြို့သားတွေအားလုံးကမင်္ဂလာပွဲစတင်တော့မှာဖြစ်တဲ့အတွက်ပျော်ရွှင်နေကြပါသည်။ဒါအပြင်အပြည်ပြည်အနေနဲ့ရရက်ကမင်းကြီးမင်းသားတွေနဲ့တော်ဝင်မိသားစုတွေကပါတက်ရောက်မှာဖြစ်ပြီးဒီပွဲကြီးကအတော်လေးကိုခမ်းနားမှာပဲလို့ပြောဆိုနေကြပါသည်။အဲ့ဒီအချိန်မှာရေဂျူတရပျောက်ဆုံးနေကြတာကြောင့်အဖေဖြစ်သူဘင်းစမုံနဲ့အကိုဖြစ်သူတွေကစိတ်ပူနေကြကြတာပါ။အဲ့ဒီအချိန်မှာအဆောင်တစ်ယောက်ကရေဂျူတရအဝေးလဲပြင်ဆင်မှုကိုအခြားခံမှပြုလုပ်နေရလို့သတင်းလာပို့ပါသည်။နောက်ပြီးအဲ့ခံပွဲစားဖို့အတွက်အချိန်ကတနာရီလောက်လိုနေသေးတာကြောင့်အနားယူနေပြီဖြစ်ကြောင်းလည်းလာပြောခဲ့ပါသည်။ အဲ့ဒီအချိန်တစ်ဖက်မှာလည်းအိယာကနိုးလာတဲ့ပင်မောင်းတယောက်ဘရိတ်ရဲ့ပုံသူရုပ်ကိုကိုင်ရင်အသက်မရှိတော့ဘူးဆိုပြီးငိုကြွေးနေခဲ့ပါတယ်။ဒါပေမဲ့ဘီနာကအချွေရန်တွေကမကြခင်မှာအလွန်အရသာထူးကဲလာတဲ့မင်္ဂလာကိတ်ကြီးကိုစားတောက်ရတော့မှဖြစ်တာကြောင့်ဒီကိစ္စတွေအလုံးဘီးချိတ်ထားလို့ရတယ်ဆိုပြီးနှစ်သိမ့်နေခဲ့ပါတယ်။ဒီလိုနဲ့ပဲပျော်ရွှင်သွားတဲ့ပင်မောင်းကဘရိတ်ရဲ့ပုံသူရုပ်ကိုချက်ချင်းပြစ်ချပြီးပျော်ရွှင်နေခဲ့ပါတယ်။နောက်တစ်ခါမှာရောဘတ်ဂွမ်ကသူ့ကိုဖမ်းဆီးချုံနောင်ထားတဲ့အာလာရီနိုအုပ်စုကိုအော်ကြီးဟစ်ကြရန်တွေ့နေခဲ့ပြီးဘာသဘောနဲ့လို့လဲလို့မေးနေခဲ့ပါတယ်။ အဲ့ဒီအချိန်အာလာဒင်ကဘက်ကွမ်ကိုမင်းနေနဲ့တီးရမယ့်အကြောင်းအရာတချို့ရှိသေးတယ်လို့ပြောလိုက်ပြီးတကယ်တော့ဂျင်မီကမင်္ဂလာပွဲအတွင်းမှာဖြစ်ပျက်လာမယ့်အရာအလုံးကိုကြိုတင်တွက်ဆထားခဲ့ကပင်မောင်းမှုပုံကံမှုအတွက်ကြံစီထားခဲ့တာဖြစ်ပါသည်ဒါအပြင်ဒီမင်းရှင်ကိုသူတယောက်တည်းထမ်းဆောင်မှုအတွက်အဖွဲ့သားတွေကိုခွင့်နှောင်းခဲ့ပါသေးတယ်ဒါပေမဲ့အလာရီကတော့သူ့အနေနဲ့ခေါင်းဆောင်ဖြစ်သူဂျင်မီကိုစိတ်မချတာကြောင့်အဆုံးသတ်လုပ်ငန်းစီမှာလွတ်မြောက်ဖို့အတွက်ကူညီပေးခြင်းနဲ့ဆိုပြီးခွင့်တောင်းခံခဲ့ပါသည်။ဒါပေမဲ့အခုချိန်ထိအချိန်ဒီမှန်ကိုနားမလည်သေးတဲ့ဘက်ကွမ်ကအလာရီကိုဒေါသထွက်နေခဲ့တာကြောင့် အာလာရင်လည်းအတော်လေးကိုစိတ်ပြတ်သွားခဲ့ပါတယ်။နောက်တစ်ခါမှတော့ဘင်စမုန်နဲ့သူ့ရဲ့တော်ဝင်မိသားစုဟာအိတ်ခံပွဲကိုရောက်လာခဲ့ကြပြီးမကြာခင်မှာငါတို့ရဲ့ရွှေရောင်နေ့ရက်တွေရောက်ရှိလာတော့မယ်လို့ကြွေးကြော်နေပါတယ်။ဒီလိုနဲ့ပဲဆောင်းတယောက်ကသတို့သားဖြစ်သူစန်ကြီးကလည်းအစင်းသိမ်းဖြစ်ပြီးလို့ပြောလိုက်တာကြောင့်ရေဂျူတယောက်စဉ်းစားရချက်သွားပါတယ်။အဲ့ဒီအချိန်စန်ကြီးကမင်္ဂလာပွဲကိုသွားရောက်ဖို့အတွက်ပြင်ဆင်နေခဲ့ပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်ပွဲကြီးမကြာခင်မှာစတင်တော့မယ်ဖြစ်တာကြောင့်စိုးရိမ်နေခဲ့ပါတယ်။တဖက်မှာလေပူတင်ကသူမအနေနဲ့စန်ဂျီကိုတပ်ပြစ်ချင်တဲ့ခါကျရင်ခန္ဓာကိုယ်ပေါ်ကိုသွေးတွေပြေးကျန်တာမျိုး မဖြစ်ချင်တာကြောင့်ယင်ဖွင့်နေခဲ့ပြီးဒီအကြောင်းလေးကိုတွေးမိလိုက်တာနဲ့လိုလိုနာကျင်လာရတယ်လို့ပြောပါရီဂေပရိသတ်ကြီးတို့ရေမကြာခင်မှာစတင်တော့မဲ့မင်္ဂလာပွဲကြီးတွေကဘင်မောင်းမြေအဂျန်စီတွေကအထမြောက်ပြီးအောင်မြင်သွားမလားဒါမှမဟုတ်လူဗီနဲ့ဘီဂျီတို့ဖွဲ့စည်းထားတဲ့မဟာမိတ်တပ်ဖွဲ့ကပဲအေဂရီတဘောက်ကိုဖျောက်ချနိုင်မလားဆိုတာကိုတော့နောင်လာမဲ့ one piece အပိုင်းတွေဒီမှာဆက်လက်ဆောင်မြောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါစီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ အပိုင်း130ရဲ့အဆောင်မှာတော့စံကြီးတယောက်မင်္ဂလာပွဲကိုသွားတဲ့လမ်းမှာပူတင်ပြောခဲ့ပူတဲ့ Benzmoke Family တစ်ခုလုံးကိုတတ်ပြစ်မယ်ဆိုတဲ့ဇာတ်ရီကိုပြန်လဲကြားရောက်နေခဲ့ပါတယ်။ဒါပေမဲ့တကားဖွင့်လိုက်တဲ့အချိန်မှာတော့သရသမီဝစ်စုံလေးနဲ့ရန်ကိုလှပနေခဲ့တဲ့ပူတင်ကိုရုတ်တရက်တွေ့လိုက်ရတာကြောင့်စံကြီးရဲ့နှလုံးသားကြီးတစ်ခုလုံးအေးပြောလို့သွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့အဲ့ခံပွဲကျင်းပမဲ့ခမ်းမကေးကအရှိကို Benzmoke Family ကရောက်ရှိလာခဲ့ပါပြီ။ BG ကရုတ်တရက်မြင်တွေ့လိုက်ရတဲ့ Benzmoke Family မိသားစုရဲ့ခက်တင်းနေမျက်နှာထားတွေကိုကြည့်ရင်သဘောမကျတဲ့ပုံစံဖြစ်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဘင်းစမုတ်တို့အရှိကနေပိတ်ရလိုက်ပြီးခမ်းမာတွေကိုမဝင်ခင်စစ်စည်းခံမှုအတွက်တောင်းဆိုလိုက်ပါတယ်။ဒါဘူဒေါသထွက်သွားတဲ့ယွန်ကြီးကမင်းအနေနဲ့တော်ဝင်မိသားစုရဲ့ privacy ကိုချိုးဖောက်တာလားဆိုပြီးပြဿနာထားရှာပါတယ်။ဒါပေမဲ့ BG ကတော့မင်္ဂလာပွဲအနေနဲ့ကင်းရှင်းရင်းနဲ့ပတ်သက်ပြီးသူမှပြေဝလုပ်ပိုင်권နဲ့အာဏာရှိတာကြောင့်ဘလို့မိသားစုကပဲဖြစ်ဖြစ်သူ့ရဲ့စစ်ဆေးမှုကိုခံရမယ်လို့ပြောလိုက်ပါတယ်။အထူးသဖြင့်တော်ဝင်မိသားစုတွေအပေါ်မှာစစ်ဆေးမှုကိုပုံမှန်ပြုလုပ်မှာဖြစ်ပြီးဒါကဘင်းမောင်မြတ်အမိန့်ပဲလို့ခက်ချေချေထားနေပြောလိုက်ပါတယ်။ ။ဒါကြောင့်သူတို့အနေနဲ့ပါလာသမ ्या ကလနဲ့ဒီအားလုံးကိုဂိဝါမှာတင်စီထားမှာဖြစ်ပြီးမင်္ဂလာပွဲတွေကိုအန်ရရှိတဲ့ပစ္စည်းတစ်ခုမှယူဆောင်ဝင်ပေးမှာမဟုတ်ဘူးလို့လည်းသူကဆိုပါရီ။ဒီလိုနဲ့ဘင်းစမုတ်ပါဝင်တခြားမိသားစုဝင်တွေကလည်းပါလာသမ ्या လက်နက်တွေကိုထုတ်ပေးလိုက်ရပါရီ။တစားထဲမှာပဲ BG ကတိုက်ခိုက်ရေးဝစ်စုံတွေဖြစ်တဲ့ဂျယ်မာဝစ်စုံတွေကိုလည်းတခါတည်းချွတ်ထားဖို့အတွက်သူကပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ EGG တို့မိသားစုနဲ့ BG တို့တပ်သားတွေကြားအငင်းပွားတိုက်ခိုက်မှုတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ NG တယောက်သူ့ရဲ့လျှက်စစ်စွမ်းအင်ကိုတုံးပြီး BG ကိုထိုးချလိုက်ပေမဲ့ ေါ်သေးသည်မဟုတ်တဲ့ပီဂျီကလည်းညီကြီးရဲ့မျက်နှာကိုတနက်နဲ့ထောက်ထားခဲ့တာကြောင့်ဘင်းစမုတ်ကတကယ်လို့ဒီຢာတွေကဘင်းမောင်းဖြစ်စေချင်တာဆိုရင်သူတို့အားလုံးလိုက်လျောပေးမယ်လို့ဝင်ပြောလိုက်ပါရီနောက်တစ်ခါမှတော့ဂျင်ဘီကမြေပုံတစ်ခုကိုထုတ်ရင်အဲခံမွဲအတွင်းကအရေးကြီးသူတချို့ထိုင်ကြမဲ့နေရာတွေအကြောင်းကိုရှင်းပြနေပါရီအဲ့ဒီအချိန်လူဖီကဘိုက်ကွန်တစ်ခုကိုကင်ပြီးသူ့အနေနဲ့လှုပ်ရှားတစ်ခုကျန်နေသေးတာကြောင့်အပြင်ကိုခဏသွားမယ်လို့ပြောလိုက်ပါရီတစ်ဖက်မှာလည်းဂျုံးပေါ်မှာရှိရှိသမျှတက်ရှိတက်မဲ့တွေအားလုံးကပူတင်ရဲ့မင်္ဂလာပွဲအတွက်ဂုဏ်ပြုသချင်းတည်ဆွနေကြပါရီအဲ့ဒီအချိန်လေးပေါ်ကနေ တော်ဝင်မိသားစုတွေဖြစ်ကြတဲ့ Deflu, Stacy, Drag Peslo, Morgan, Giverson နဲ့အိုမီတိုခုနဦးကဆင်းလာခဲ့ကြပြီးအဲခံမွေးရှိရာကိုတလန်းချင်းလျှောက်လာနေခဲ့ကြပါတယ်။အဲ့ဒီအချိန် Duflat ကသူ့ဘာရစွာတယောက်ကိုဘာလို့မင်္ဂလာပွဲဖိတ်တာလဲဆိုပြီးပက်ကလိုကိုရန်ဆနေခဲ့တာကြောင့်ဂျာကနေ Stacy ကဝင်ထိန်ပြီးနေရပါတယ်။ Morgan ကတော့သူ့အနေနဲ့အခုလိုမျိုးမင်္ဂလာပွဲကိုဖိတ်ကြားခံရတဲ့အတွက်အရန်ကိုပျော်ရွှင်ကြောင်းပြောဆိုနေခဲ့ပြီးမကြာခင်မှာ Jeremy မိသားစုတွေနဲ့ငါတို့အားလုံးအမျိုးတော်တော်မှလို့ပြောနေပါတယ်။ အဲ့ဒီအချိန်ပေရိုစပေရိုကအားလုံးကိုအခုလိုမျိုးလမ်းလျှောက်ပြီးမင်္ဂလာပွဲကိုသွားနေကြမယ်ဆိုရင်နောက်ကြနေမှာဖြစ်တာကြောင့်သူ့ရဲ့အစွမ်းကိုသုံးပြီးလှေကားတစ်ခုကိုဖန်ဆင်းပေးလိုက်ပါတယ်အဲ့နောက်မှာတော့သူကတော်ဝင်မိသားစုရအောင်လမ်းလျှောက်ဖို့အတွက်ဒီချိုချင်းတရာချီကိုအသုံးပြုလိုက်ကြပါလို့တချင်းလေးတစ်ပုတ်ဆိုညီရင်ကြိုးစုံနေခဲ့ပါတယ်။လက်ရပြောင်ပြောင်းလာတဲ့ပေရိုစပေရိုရဲ့ချိုချင်းတရာချီကိုမြင်လိုက်ကြတဲ့အခါမှာတော့တော်ဝင်မိသားစုရအောင်ကအရန်ကိုအမှုပညာဆန်တယ်လို့ဝိုင်းဝန်းချီးကျူးလိုက်ကြပါတယ်။ဒီလိုနဲ့ပဲအပေါ်ကိုတက်သွားကြတဲ့တော်ဝင်မိသားစုတွေကိုကြည့်ရင် စပယ်ရိုစပယ်ရိုကမကြခင်မှာသူလဲငရဲလူပွဲပွဲကြံနေတဲ့မင်္ဂလာပွဲကြီးစီကိုအရောက်လာပါမယ်လို့ဒီတိုးရေရွလိုက်ပါရီအဲ့ဒီအချိန်တစ်ဖက်မှာလည်းအယောင်သွေးစုံလင်လာတဲ့ပန်းကင်းကြီးထဲမှာအယောင်သွေးစုံလင်လုံးနဲ့အစားအသောက်တွေနဲ့အချိုးမုန်းတွေကနေရာတိုင်းမှာတောက်ပါနေခဲ့ပြီးအဲ့ခံပွဲကိုရောက်ရှိလာတဲ့လူတိုင်းကလည်းပျော်ရွှင်ကြည်နူးနေကြပါရီစမူဒီကတော့မင်္ဂလာပွဲကိုကြားရောက်ပြီးတော်ဝင်မိသားစုတွေကိုကြိုဆိုနေခဲ့ပြီးအဆင်ပြေရင်တစ်ခွက်လောက်အတူတောက်ကြမလားလို့မေးနေကြတာပါနောက်တစ်ခါမှတော့ဂျီဂရာဆိုတဲ့သူကအဲ့ခံပွဲတွေကိုပေးမွေနေတဲ့အတွက်တောင်းကြနေပါရီ အဲ့ဒီချိန်ယုဒိရဲ့တကြားလုံးတစ်လုံးကသူ့ရဲ့ဥကောင်းတွင်ကိုဖောက်ဝင်သွားခဲ့ပြီးဂျီဂရာတယောက်မြေပြင်ပေါ်မှာလဲကျတည်ဆုံးသွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ဘီဂျီကသူ့ရဲ့တပည့်တွေကိုအခုလိုမျိုးအရေးကြီးတဲ့ဧည့်သည်တယောက်ကိုဘာကိစ္စနဲ့ပြစ်လိုက်တာလဲလို့မေးနေချိန်မှာပဲတိုင်းပေါ်မှာထိုင်နေတဲ့ကာတာဂူရီကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ကာတာဂူရီကသူ့ရဲ့အနာဂတ်ကိုမြင်နိုင်တဲ့အစွမ်းကြောင့်အခုလိုမျိုးတကြားလုံးကိုအသုံးပြုပြီးဂျီဂရာကိုတပ်ပြရတဲ့အကြောင်းကိုသူကသေးစိတ်ရှင်းပြလိုက်ပါတယ်။နောက်ပြီးဘီဂျီနေနဲ့အခုလိုမျိုးသူ့ရဲ့လုံရဲ့အတွက်အမားတွေလိုခံစားရလို့ရှိရင် အမေဖြစ်သူဘင်မောင်စီကိုသွားပြီးအယူခံဝင်ခြင်းနဲ့ဆွေးနွေးလဲ AACC ပဲလို့ကာတာကူရီကချိန်ချလိုက်ပါတယ်။အဲဒီအချိန် BGA တွေ့ထဲမှာတော့ observation hockey ကိုအခုလိုမျိုးတစ်ဖက်ကန်းခတ်အောင်အသုံးပြုနိုင်တဲ့ကာတာကူရီကိုသူ့အနေနဲ့ထိတိုက်ရင်ဆိုင်မှုကလုံးဝမဖြစ်နိုင်တာကြောင့်အ short ပေးဖို့ပဲအဆုံးဖြတ်လိုက်ပါတယ်။တစက်ထဲမှာပဲကာတာကူရီကမကြခင်မှာကျူးကျော်သူအရောက်တရာလောက်မင်္ဂလာခန်းမာရဲကိုဝင်လာတော့မယ်လို့ပြောလိုက်တာကြောင့် BG လည်းသူတို့အဖွဲ့ကိုပြောနေတဲ့ထင်ပြီးလန့်သွားခဲ့ပါတယ်။ ဒါပေမဲ့စကားဆုံးမှာတော့ BG ထင်ထားသလိုမဟုတ်ပဲရုတ်တရက်မင်္ဂလာပွဲတွေကိုကိုင်ငါရောင်းဝယ်ဤသမားတွေကကျူးကျော်ဝင်ရောက်လာခဲ့ပြီးတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ပါသည်။ဒီလိုနဲ့ကျူးကျော်ဝင်ရောက်လာတဲ့ကိုလက်အင်ကာရောင်းဝယ်သမားတွေကိုကာတာဂရီကသူ့ရဲ့တရားလုံးတွေကိုအသုံးပြုပြီးရှင်းပြဖို့ကြိုးစားခဲ့ပါသည်။ဒီလိုနဲ့တိုက်ပွဲတွေကို Overni နဲ့ Diafu Kuro နှစ်ယောက်ကရောက်ရှိလာခဲ့ပြီးရောင်းဝယ်ဤသမားတွေအားလုံးကိုစိတ်တိုင်းကြတာဖျက်နေခဲ့တာကြောင့်ကာတာဂရီလည်းအေးဆေးဆေးပဲထိုင်ကြည့်နေခဲ့ပါသည်။နောက်တစ်ခါမှာတော့မိစ္ဆာတစ်တော်တွေကိုလူဗီဒီယိုပြန်လည်ရောက်ရှိလာခဲ့ပြီးဘိုက်ကွန်တစ်ခုကိုကိုင်းရင်အလုံးရှုံနေပါသည်။ တဖက်မှာလည်းဘင်မောင်ကမင်္ဂလာအေးခံမွေးအချိန်ကိုရောက်ရှိပြီဖြစ်တာကြောင့်သူမရဲ့ရဲတိုက်ကနေထွက်လာခဲ့ပြီးဒေါ်ဝင်မီသားစုတွေနဲ့တွေ့ဆုံနေခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ပါဇက်ကနေမင်္ဂလာအေးခံမွေးနဲ့ပတ်သက်ပြီးမကောင်းတဲ့နှမိတ်စကားတွေကိုထည့်သွင်းပြောဆိုနေခဲ့တာကိုတော့တယောက်ကမှသတိမထားမိခဲ့ကြပါဘူး။ဒါကိုရေဂျူနဲ့စန်ကြီးကရိမ့်မိနေခဲ့ရင်ဇလန်လေးကလည်းတခမ်းရက်သွားခဲ့ပါတယ်။အပိုင်း132ရဲ့အဆမှာတော့စန်ကြီးတို့ရဲ့မင်္ဂလာပွဲစတင်တော့မှာကိုမြင်ရမှာပါ။အခန်းတစ်ခုထဲမှာတော့ဗိသိက်ဆရာကစန်ကြီးတို့ကိုမင်္ဂလာဆောင်ကြရင်လောက်ရမယ့်အစီအစဉ်တွေကိုပြောပြနေခဲ့ပါတယ်။ အဲ့တော့ကတော့လူတွေရဲ့အာယုံဆိုင်မှုကိုရအောင်မင်္ဂလာဆောင်ကြလို့ရှိရင်စန်ကြီးကပူတင်ကိုမင်္ဂလာအနမ်းပေးရမှာပါ။တစ်ဖက်မှာတော့စန်ကြီးကအဲ့ဒီအချိန်ကပူတင်ကသူ့ကိုတနက်နေ့ပြစ်တတ်မဲ့အချိန်ဆိုတာကိုသဘောပေါက်ပြီးကြောချမ်းနေခဲ့ပါလေ။အပြင်ဘက်မှာတော့ BG တို့ကရက်နေပြီးလူဖီက BG ရဲ့ခန္ဓာကိုယ်တွေကနေသူ့ကိုအော်ခေါ်နေခဲ့ပါလေ။ပြီးတော့သူကအပြင်ကိုထွက်လာပြီး BG ကိုမင်းရဲ့ခန္ဓာကိုယ်ကဘာတွေဖြစ်နေတာလဲလို့ပြောလိုက်ပြီးသဘောတူကြနေခဲ့ပါလေ။အဲ့ဒီနောက်လူဖီကအပြင်ကိုထွက်ပြီးကြည့်ဖို့လုပ်နေလို့ BG တရအတင်းပြန်ဆွဲထည့်နေခဲ့ပါလေ။ဒါပေမဲ့လူဖီကတော့အငြိမ်မနေခဲ့ပါဘူး။ သူက BG ရဲ့ခန္ဓာကိုယ်ထဲမှာရှောက်ဆော့နေခဲ့ပါလေ။လူဖီက BG ရဲ့မျက်လုံးအပေါက်ကနေထွက်လာပြီးအောက်ကိုခုန်ချနေခဲ့ပါလေ။အဲဒါကြောင့် BG ကလူဖီကိုငြိမ်ငြိမ်နေဖို့အတွက်ပြောခဲ့ပြီးတစ်ဖက်မှာလည်းနာမီကလူဖီကိုတစ်ချက်ပိတ်ထိုးလိုက်ပြီးအထဲကိုခေါ်လာခဲ့ပါလေ။ဒါကြောင့်လူဖီကနာမီကိုဘာကြောင့်အဲ့လိုလောက်တာလဲလို့အော်ဟစ်နေခဲ့ပါလေ။အဲဒီနောက်မှာတော့ BG ကအပေါ်ဘက်မှာရှိနေတဲ့ဗီဒီယိုကိုဘာလို့နေရလဲလို့မေးကြည့်လိုက်ပါလေ။အဲ့ဒီအချိန်ဗီဒီယိုကတော့အပေါ်ကနေအဲ့ခံပွဲကိုချောင်းကြည့်နေပြီးဒါကအရန်ကိုလမ်းနာပဲလို့ BG ကိုပြောပါရီး ဗီဒီယိုကမင်္ဂလာပွဲကိုကြည့်ကအတော်လေးသဘောကျနေပြီးတော့အထဲမှာရှိတဲ့လူတွေကိုလိုက်ကြည့်နေကြတာပါပြီးတော့ဗီဒီယိုကဘီဂျီကိုဝက်ဂျီရဲ့အကြီးကဲကဂျာမာရီရဲ့ခေါင်းဆောင်နဲ့စကားပြောနေတယ်လို့ပြောပြလိုက်ပြီးဘေမားရဲ့သားသမီးတွေကလည်းရောက်ရှိနေတယ်လို့ပြောပြလိုက်ပါတယ်ဒါကိုကြည့်ရတာကတကယ်မကောင်းဆိုးဝါးအတိုက်တစ်ခုကိုတွေးနေရတယ်လို့ပဲလို့ပြောပြီးဗီဒီယိုကအောက်ကိုဆင်းလာခဲ့ပါတယ်ပြီးတော့သူကဒီလိုလူတွေနဲ့တစ်ဖက်တည်းရှိရတာရန်ကိုကောင်းတာပဲလို့ပြောလိုက်ပြီးအခုသူတို့နဲ့ရန်သူဖြစ်နေတယ်လို့ခံစားရတော့ကြောက်လာပြီလို့လည်းပြောပြပါတယ်ဒါကိုကြားတော့ ဒီစကားကိုတကားကကြားသွားပြီးတော့သူကအံ့ဩနေပါတယ်။အဲ့ဒီအချိန် VG ကတော့ဗီဒီယိုကိုအခုအချိန်ပြောနေရင်မြောက်ထက်ကိုသွားဆစ်ချေလို့သွားပြောလိုက်ပါတယ်။ခဏကြာတော့ VG ကမင်္ဂလာကိတ်စီစဉ်တဲ့နေရာကသူ့ရဲ့လူတွေကိုဖုံးဆက်လိုက်ပါတယ်။အထဲမှာတော့ဂိမ်းမောလုပ်တဲ့သူတွေကတောက်စားပျော်ပါနေကြပြီးမှောက်တဲ့သူကမှောက်နေပါပြီ။အားလုံးကအလုပ်ပြီးပြီဖြစ်တာကြောင့်ပျော်ပါနေကြတာပါ။ဒါကိုကြတော့ BG ကသူ့ရဲ့လူတွေကိုဆက်သွယ်ရေး Q တွေကိုလိုက်တက်ဖို့အတွက်အချက်ပြလိုက်ပါတယ်။ဒါကြောင့်အားလုံးကတိတ်တိတ်ဆိတ်လှောက်ရှားနေပြီးဆက်သွယ်ရေး Q တွေကိုနေရာအနှံ့မှာလိုက်တက်နေခဲ့ပါတယ်။ ။နောက်ဆုံးအားလုံးတက်ပြီးချိန်မှာတော့သူတို့ကမင်္ဂလာကိမုံရှိရာကိုသွားခဲ့ပြီးမြင်တယောက်ကသူတို့ကိုမြင်သွားခဲ့ပြီးဘာလာလောက်တာလေးလို့မေးလိုက်ပါတယ်။ဒါကြောင့်သူတို့ကအရက်ကုံသွားလို့လာယူတာပါလို့လည်းပြောခဲ့ချိန်။တစ်ဖက်ကလူတွေကတော့သူတို့ကိုအရက်ရှိတဲ့နေရာကိုခေါ်သွားဖို့အတွက်လုပ်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကလူက BG ရဲ့သူတွေကိုငါမင်းတို့ကိုမမြင်ဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်အားလုံးကဘာပြောလို့ပြောရမှန်းမသိဖြစ်နေချင်းဗီဒီယိုကရောက်ရှိလာပြီးဘာရီဖြစ်နေရလဲလို့မေးတော့တဖက်ကသူတွေကသူ့အနေနဲ့ဒီလူတွေကိုမမြင်ဘူးလို့ဆိုတာကျူးကျော်သူတွေဖြစ်နိုင်တယ်လို့ပြောပြခဲ့ပါတယ်။ ပြီးတော့သူကဗီဒီယိုကိုလာစစ်ပေးတဲ့အတွက်လည်းအရန်ကိုဝမ်းသာနေခဲ့ပေမဲ့ဗီဒီယိုကသူ့ကိုတိုက်ခိုက်ပစ်လိုက်ပါတယ်။တဖက်မှာတော့အားလုံးကဘင်မောင်းမတွက်ယရနာပစ္စည်းတွေကိုယူလာပေးနေကြပါတယ်။ဘင်မောင်းကတော့ယရနာဆိုတဲ့အတန်ကိုကြားတာကြောင့်သူမရဲ့မျက်လုံးတွေကအယောင်တောက်နေပြီးယရနာရီဆိုရင်ရမ်းကြိုက်တယ်လို့လည်းပြောနေခဲ့ပါတယ်။အဲ့ဒီအချိန်တယောက်ပြီးတယောက်ဘင်မောင်းအတွက်ရှားပါရန္နာတွေကိုယူလာပေးနေခဲ့ကြပြီးဘင်မောင်းကတော့ကျေနပ်နေခဲ့ပါလိမ့်။သူမကရန္နာတစ်တာတွေကိုလက်ခံခဲ့ပြီးအားလုံးကိုကျေးဇူးတင်တယ်လို့ပြန်ပြောနေခဲ့တာပါ။အဲ့ဒီအချိန်မော်ဂန်ကဘင်မောင်းကို မင်းရဲ့ပင်လယ်ရောက်တိုင်းပြည်ကရတနာတိတာကိုရထားတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘင်မောင်ကပြောလိုက်ပြီးရှင့်ကိုဖုံးထားလို့မရဘူးလို့ဆိုတာဟုတ်တယ်လို့ပြန်ဖြေလိုက်ပါတယ်။ဘင်မောင်ကဒီရတနာတိတာကရရောက်တိုင်းပြည်မျိုးနွယ်အတွက်ရှေးဟောင်းရတနာဖြစ်ပြီးရရောက်တိုင်းပြည်ရဲ့ဘင်ကအကြောင်းမျိုးမျိုးကြောင့်လက်လွတ်ခဲ့ပြီးဒူမဆီကိုရောက်နေခဲ့တာလို့ပြောပြပါတယ်။ဒါကိုကြားတော့မော်ဂန်ကစိတ်အားထက်တန်စွာနဲ့ဘင်မောင်ကိုမင်းတိတာကိုဖွင့်ကြည့်ပေးပြီလားလို့မေးလိုက်တော့ဘင်မောင်ကပူတင်ရဲ့မင်္ဂလာပွဲပြီးရင်ဖွင့်မှာလို့ပြောလိုက်ပြီးဒူမကဒီနေ့ကိုစောင့်နေရလို့ဆိုပါတယ်။ ပြီးတော့အထဲမှာဘာရီပါမယ်လို့ထင်လဲဆိုတာကိုပြောလိုက်ပြီးသဘောကျနေခဲ့ပါတယ်။အားလုံးကလည်းတစ်တာကိုကြည့်ကအထဲမှာဘာရီပါမလဲသိချင်နေခဲ့ကြပြီးမဆောင်နိုင်ဘူးလို့ပြောနေခဲ့တာပါ။အပြင်မှာတော့ဗီဒီယိုကပြန်ရောက်လာပြီး VG ကိုအားလုံးရှင်းပြပြီလို့ပြောလိုက်ပါတယ်။အဲ့နောက် VG ကသူ့ရဲ့လူတွေကိုအဝိစားတွေလဲဖို့အတွက်ပြောလိုက်ပါတယ်။အဲ့နော် VG ကစီစာကိုအပြင်ထွက်သွားဖို့အတွက်ပြောတော့စီစာက အပြင်ကိုထွက်လာခဲ့ပါတယ်။သူကတစ်ဖက်ကိုကြည့်ပြီးဒါကဧခံဘွေအပေါဝါလာလို့ပြောလိုက်တယ်။အဲ့ဒီအချိန် VG ကတော့စီစာကိုမှန်ကိုသွားယူဖို့အတွက်ပြောလိုက်ပါတယ်။ ဘာလို့လဲဆိုတော့အဲ့ခံပွဲမှာဘေးမောင်းကအော်လိုက်ရင်မှန်ကကွဲသွားမှာဖြစ်လို့ပါ BG ကစီစာကိုဒါကသူတို့ရဲ့တခုရဲသောလွတ်လန်းမယ်လို့ပြောလိုက်ပြီးကျွန်တော်တို့မလုပ်ဖို့အတွက်လည်းပြောလိုက်ပါတယ်တဖက်မှာလည်းတကားကဒါကိုကြားပြီး BG တို့ကတခုခုလုပ်ဖို့ကြိုးစားနေရကိုသိသွားပါတယ်ဒါကို BG ကလည်းသတိထားမိပြီးတကားကိုဖျက်ဆီးပစ်လိုက်ပါတယ်ပြီးတော့ BG ကအကြံစီရေပေါက်ကြားသွားမှာဆိုတာကိုမလိုလားဘူးလို့လည်းပြောပါတယ်အဲ့နော် BG ကစီစာကိုလူဖီတို့ရောပါလုံးနေလဲလို့မေးလိုက်ပြီးဘွဲကိုအစင်မပြေဖြစ်အောင်မလုပ်ဖို့အတွက်ပြောနေတာကြောင့်စီစာက BG ကို သူကမင်းရဲ့ခန္ဓာကိုယ်ထဲမှာလေသိချင်သွားကြည့်ပေါ့လို့ပြောလိုက်ပါတယ်။ဒါကြောင့် BG ကအထဲကိုသွားကြည့်လိုက်တော့လူဖီတို့ကအထဲမှာအကုန်လုံးအိပ်ပျော်နေကြတာပါ။ဒါကိုမြင်တော့ BG တယောက်လှန်သွားပြီးသူတို့ကဘာလုပ်နေကြတာလဲလို့ပြောလိုက်ပြီးတနတ်တန်ကိုလွတ်သွားတော့မှာပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဂျင်ဘီကလူဖီတို့အားလုံးကောင်းကောင်းမေးရတာကြပြီလို့ပြောလိုက်ပြီးဘွေးမစခင်7မိနစ်ကြာရင်သူနှိုးလိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့် BG ကအပြင်ကိုပြန်ထွက်လာခဲ့ပြီးလူဖီတို့ကိုသူတို့တွေကငကြောင်နေပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဒီစကားကိုစီစာကလေးထောက်ခံလိုက်ပြီး ်ဟုတ်တယ်မလားသူတို့ကအဲ့လိုတွေပဲလို့ပြောလိုက်ပါတယ်အဲ့နောက် BG ကစီစာကိုပွဲစားဖို့အတွက်မိနစ်30ပဲရှိတော့တာကြောင့်လုံးဆရာရှိရာတွေကိုသွားလို့ဖို့အတွက်ပြောလိုက်ပါတယ်ပြီးတော့သူလည်းခမ်းမာတွေကိုဝင်ဖို့အတွက်လုပ်ခဲ့ပြီးဝင်ပြီးသွားရင်ပြန်ထွက်လာလို့မရတော့ဘူးလို့လည်းကိုကိုကိုပြောနေခဲ့တာပါအဲ့ဒီအချိန်ထဲမှာတော့စန်ကြီးတယောက်ရမ်းလှနေတဲ့ပူတင်းကြောင့်ကိုကိုကိုစိတ်ထိနေခဲ့ရပါတယ်စန်ကြီးကသူ့စိတ်သူထိမိပူတင်းကိုသူ့အနေနဲ့မင်္ဂလာဆောင်အတွက်ဘာမှမပြင်ဆင်ခဲ့ရတော့စိတ်လှုပ်ရှားနေလို့ပါလို့ပြောလိုက်ပါတယ် ဒါကိုကြတော့ပူတင်ကဒါကအကောင်းလားဆိုလားလို့မေးလိုက်ချင်း။သူမရဲ့ချစ်စရာကောင်းတဲ့မျက်နှာအမူအရာကြောင့်စန်ကြီးတယောက်အေးပြောချင်နေပါပြီ။အဲဒီနောက်စန်ကြီးကဒါကတေးကြပါအကောင်းပဲလို့ပူတင်ကိုပြောလိုက်တော့သူမကဝမ်းသာလိုက်တာလို့ပြောနေခဲ့ပါလိမ့်။တဖက်မှာတော့စန်ကြီးကလှုပ်ရှားနေတဲ့သူ့ရဲ့စိတ်ကိုထိန်းချုပ်လိုက်ပြီးထက်လက်စားခံလို့မဖြစ်ဘူး။သူမကမင်းကိုတတ်ချင်နေရလို့တွေးနေခဲ့ပါလိမ့်။အဲဒီနောက်စန်ကြီးကပူတင်ကိုသူစိတ်လှုပ်ရှားနေတာကအနမ်းကြောင့်မလို့ပြောလိုက်ပါလိမ့်။ပြီးတော့ဆန်ကြီးကအများရှိမှာပူတင်ကိုနမ်းရမှာစိတ်လှုပ်ရှားနေကြောင်းပြောပြီးသူအနေနဲ့ပူတင်ရဲ့နှစ်ဖူးကိုနမ်းရမလားလို့မိလိုက်ပါတယ် ။နောက်ကြတော့ပူတင်ကအစံကြီးကိုသူ့ရဲ့နှကန်းကိုလမ်းနဲ့ထိုးပြလိုက်ပြီးဒီနေရာကိုနမ်းမအချင်းလင်းများဖြစ်မှာပေါ့လို့ပြောလိုက်ပါရီ။ဒါကိုမြင်တော့စံကြီးတယောက်စိတ်တင်မထိန်နိုင်တော့ပါဘူး။ဆရာသမားကနှကောင်းသွေးရှင်ကလေးဘောကိုမြောက်တက်ပြီးအပေါ်ကခေါင်းမိုးနဲ့သွားဆောင်ကသတိပါလေသွားပါရီ။အဲဒီကတန်နေကြောင်းအဆောင်တွေကဝင်လာတော့စံကြီးတယောက်သတိလေးနေခဲ့ပြီးဒါကိုမြင်တော့ပူတင်ကအပြင်မှာစိတ်ပူခြင်းအောင်ဆောင်နေခဲ့တဲ့အချိန်မှာတော့စံကြီးကိုကြည့်ကစိတ်ညင်နေပါရီ။ဒီမှာကစံကြီးကိုဒီတနာယူဘာဖြစ်ချင်နေရလဲလို့ပြောလိုက်ပြီးတခါရေပြစ်တက်လိုက်ရမှလို့တွေးနေတာပါ။ အဲဒီနောက် BG ကအထဲကိုဝင်လာခဲ့ပါလေအထဲမှာတော့အားလုံးကပျော်ရွှင်နေကြပြီးစားတောင်းနေကြကြတာပါတဖက်မှာတော့မိန်းကလေးတယောက်ကငိုင်းနေတဲ့ရေဂျူကိုမင်းမပြောဘူးလားလို့မေးလိုက်တာကြောင့်ရေဂျူကပြောပါလေလို့ပြန်ပြောလိုက်ပါလေဒါကိုကြတော့အဲ့မိန်းကလေးကငါရရဲ့ညီမတွေအတွက်ပြောလိုက်ကြရအောင်လို့ရေဂျူကိုပြောလိုက်ပါလေတဖက်မှာတော့ BG ကတန်နီယာမှာရက်နေချိန်သူ့စီကိုတယောက်ကရောက်လာပြီးအားလုံးအဆင်ပြေလားလို့မေးခဲ့ပါလေဒါကိုကြတော့ BG ကအဆင်ပြေတယ်လို့ပြန်ပြောခဲ့ပါလေ တဖက်ကလူတွေကဘီဂျီကိုလုံခြုံရေးကိုမလျှော့ရှားပြစ်ဖို့အတွက်ပြောလိုက်ပြီးဒါကအရန်ကိုအရေးကြီးတဲ့ပွဲပဲလို့ပြောပြလိုက်ပါတယ်။တဖက်မှာလည်းဘင်မွမ်ကဂျက်ကိုကြည့်ပြီးမင်းပြောနေရကိုမြင်ရတာဝမ်းသာတယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဂျက်ကလည်းဘင်မွမ်ကဒီနေ့သူ့ဘဝရဲ့အပျော်ဆုံးနေပဲလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့ကမကြခင်မှာတကဘာလုံးမှာအင်အားအကြီးဆုံးသူတွေဖြစ်လာတော့မယ်လို့ပြောကသဘောကျနေခဲ့တာပါ။ဘင်မွမ်ကတော့သူ့ရဲ့အကြံနဲ့ချိန်ပြီးချိန်နဲ့နေခဲ့ပါတယ်။အဲ့ဒီအချိန်ဆန်ကြီးကတော့အဝေးစားတွေကိုပြန်လဲနေပြီး ်ပူတင်ကတော့အပြင်ကနေသူ့ကိုတန်းတန်းနဲ့ချိန်ထားပြီးကြည့်နေခဲ့ပါတယ်။အဲ့ဒီအချိန်အချိန်ကြပြီလို့ဆိုပြီးလာခေါ်တာကြောင့်ပူတင်ကစန်ကြီးကိုအစင်းသိမ်းဖြစ်ပြီလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့စန်ကြီးကအစင်းသိမ်းဖြစ်ပြီလို့ပြန်ပြောလိုက်ပါတယ်။တဖက်မှာလည်းမင်္ဂလာပွဲအတွက်စတင်ထိမှုပြီးကောင်းကင်တစ်ခုလုံးအုံမိုင်းသွားခဲ့ကမီရှူမီဝန်နေထွက်လာပါတယ်။ပြီးတော့သူတို့ကပေါက်ကွဲသွားခဲ့ပြီး Big Mom နဲ့ Jeremiah ရဲ့ပုံရိပ်တွေကိုကိုးစားပြုတဲ့ပုံရိပ်တွေကိုဖန်တီးခဲ့တာပါ။ဒါကိုမြင်တော့အားလုံးကလှလိုက်တာလို့ချီးကျူးနေခဲ့ကြပါတယ်။ တဖက်မှာတော့ကြေညာသူကဒီနေ့ကျင်းပတဲ့မင်္ဂလာပွဲအကြောင်းကိုပြောပြနေပါတယ်။အဲဒီနောက်မှာတော့စံကြီးတို့ကိုခေါ်ထုတ်လိုက်ပါတယ်။ခေါင်းငင်ကောင်းနေလင်းရောင်တွေကစံကြီးတို့ဘော်ကိုကြားရောက်လာပြီးခနာကြောင်မှာတော့အားလုံးကလင်းထိန်သွားကစံကြီးတို့ကပေါ်ထွက်လာခဲ့ပါတယ်။အားလုံးကတော့ဒါကိုကြည့်ကရင်သက်ရှုမောဖြစ်နေခဲ့ပြီးတဖက်မှာတော့စံကြီးတို့ကအားလုံးကိုနှုတ်ဆက်နေကဘီဂျီကတော့စံကြီးရဲ့အမှုရာကိုကြည့်ပြီးအတော်လေးသရုပ်ဆောင်ကောင်းတာပဲလို့ပြောလိုက်ပြီးတော့ဇလန်းလေးကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပါတယ်။